2025ခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းခံလင်တန်းကိုခန်းစားခဲ့ရတဲ့ပြည်သူလူထုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်ဝိုင်းလုပ်ကူကြတဲ့ပကြီးလူတွေကိုပြည်သူမှပြည်သူတို့ဆိုတဲ့အစီအစဉ်နေနဲ့ artist artistry ကနေတင်ဆက်ပေးလျက်ရှိနေပါလေပကြီးအမှုပညာကိုချမှတ်နိုးတဲ့ပကြီးပညာရှင်တွေဝါသနာရှင်တွေနဲ့အတူကိုယ်တိုင်လည်းငလျင်တန်းကိုခန်းစားခဲ့ရတဲ့ပကြီးအမှုပညာရှင်များကငလျင်ပေးတဲ့ပြည်သူတွေကို ုတ်တချက်သဲတဝင်းအဖြစ်ကူညီပြီးအမြန်ဆုံးပြန်လည်ထူထောင်နိုင်မှုဝန်းရံအပိတ်ကူညီနေတဲ့အကြောင်းလေးပါခင်ဗျာဒီကနေ့ကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာလေးကတော့မန္လိအမှုပညာမိသားစုနဲ့အတူပကြီးချာတွေကပကြီးကားတွေကိုလှူရင်းရောင်းရငွေများနဲ့အတူငလျင်ဘေးသင့်ပြည်သူများကိုကူညီပေးအပ်နေတဲ့အစီအစဉ်လေးဖြစ်ပါတယ်အမှုပညာမိသားစုဆိုတာအဲ့ဒီအထက်မှာပကြီးချာရှမ်းမတွေ ဘဘူးဆရာဆရာမတွေကတ်တွန်ဆရာတွေဓာတ်ပုံဆရာတွေဆရာဝန်တွေအင်ဂျင်နီယာတွေလူကျင်စိတ်နဲ့ပကြီကားဝယ်ယူသူတွေကဗျာဆရာတွေဂီတနဲ့ဝိုင်းကူသူတွေစပီစာနေစင်းကမိတ်ဆွေတငယ်ချင်းတွေပကြီပြကန်းတွေအကုန်ပါပါလေအမှုပညာရှင်တွေကြီးမဟုတ်ပါဘူးခင်ဗျာအမှုပညာနဲ့ဆက်ဆက်သမျှအကုန်ပါဝင်နိုင်အောင်မိသားစုသဘောဖြစ်အောင်အမှုပညာမိသားစုလို့အမည်ပေးထားခြင်းဖြစ်ပါတယ် မန္တလေးခြေဆိုင်လို့သာမန္တလေးနုပညာမိသားစုလို့အမည်ပေးရပါမယ်။ရန်ကုန်၊တောင်ကြီး၊ကလောစင်ကာပူ၊မလေးရှားပါဝင်ဒေသအသီးသီးကစေနာရှင်တွေပါဝင်ထားကြပါလေ။ TVG ကရိကတော့100%အလှပါ။ငလျင်ပေးတဲ့အမျိုးများကိုကူညီပေးဖို့ပကြီးရှာများမှပေးပို့လာတဲ့ပကြီးကားတွေကိုတင်ဆက်ပေးထားတာဖြစ်ပါလေ။ကူညီတော်မဲ့ပုံစံကတော့ ငလင်ကြောင့်ထိခိုက်ပျက်စီးမှုကြောင့်အိမ်တော်စုတွေကပကြီးဂီတစာပေကြပြအပါဝင်အမှန်တကယ်လိုအပ်သူတွေကိုစီးစစ်ရွေးချယ်ပြီးအကူအညီများပေးအပ်သွားမှာဖြစ်ပါလေဒီနေရာမှာနည်းနည်းလေးရှင်းပြချင်တာကအလူရှင်တွေကပကြီးကားယူရမှာကိုအားနာလို့ငွေလူချင်ကြပါလေပကြီးရှာတွေကလည်းပကြီးကားလေးနဲ့လှူလိုက်ရရင်ကြည်နူးကြပါလေဒါကြောင့် အလူရှင်တွေအနေနဲ့ငွေကြီးတက်တက်မလူပဲပကြီကားလေးယူပြီးလူလိုက်ရင်ပကြီဆရာကလည်းချင်းဘူးအလူလည်းမြောက်သွားမှမို့ကုသိုလ်နှစ်ခုပူရနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ 50%လုံမဲ့ပကြီကားတွေဖြစ်ပါတယ်။ပေးပို့လာတဲ့ပကြီကားအလုံးက100%အလှဖြစ်ပေးပို့လာခဲ့တာဖြစ်ပြီးပို့ပေးတဲ့ပကြီဆရာများကိုယ်တိုင်ငလျင်တန်တဲ့ငယ်သူများဖြစ်တာမို့ကျွန်တော်တို့အနေနဲ့ပကြီဆရာအတွက်50ရာခိုင်နှုန်းအလှအတွက်50ရာခိုင်နှုန်းသတ်မှတ်စီစဉ်လိုက်ရတာဖြစ်ပါတယ်ခင်ဗျာ။နေရာတိုင်းမှာလိုအပ်နေတာဖြစ်ပေမဲ့အစပိုင်းမှာ ကျွန်တော်တို့လုံနိုင်ခိုင်နိုင်မဲ့အလုပ်လောက်ကိုပဲလုပ်ဖို့ရည်မှန်းထားတာဖြစ်ပြီးအခုညီပေးနိုင်မဲ့ပမာဏကိုကန့်သတ်ချိန်ဆခဲ့ကြရပါလေအခုတော့ပိုလာတဲ့အလူငွေတွေကြောင့်ကျွန်တော်တို့ပုံမှုကူညီနိုင်ကြတော့မှာဖြစ်ပြီးတိတိယောက်ယောက်ဖြစ်အောင်ဆက်လက်ကြိုးစားတော့ပါမယ်ခင်ဗျာ လက်ရှိစင်းထဲမှာပကြီကအလူစင်းမပါဝင်သေးတဲ့အတွက်စုစုပေါင်းအလူငွေချက်3500ဝန်းကျင်ခန့်ရရှိမယ်လို့ကျွန်တော်တို့ခန့်မှန်းထားပါတယ်။ပကြီကအလူစင်းမှာလည်းငွေမရသေးတဲ့ဝယ်ယူလူဒဏ်မှုများရှိတာကြောင့်ကျွန်တော်တို့ထည့်မပေါင်းနိုင်လေတာဖြစ်ပါလေ။သိန်း380ကန်းကိုထိရောက်တဲ့အကူအညီများပေးအပ်ထားတာဖြစ်ပြီးထပ်မံခီတီရောက်ရောက်ပေးအပ်ကူညီသွားဖို့ကိုလည်းကျွန်တော်တို့စူးစမ်းစီစဉ်သွားမှာဖြစ်ပါလေ။ မြို့မြို့နေနေမှအကူအညီပေးကြသူများကိုရောပကြီကားနဲ့လှူရင်းကူညီပေးကြသူများကိုရောလှူခြင်းလို့ပကြီကားယူသွားကြသူများကိုရောကျွန်တော်တို့မန္တလေးအမှုပညာမိသားစုကလေးစားစွာကျေးဇူးတင်ပါတယ်လို့ကျေးဇူးစကားဆုထားပါတယ်ခင်ဗျာညီမပြည်သူပြည်သားများအားလုံးရန်သူမျိုးငါးပါးဘေးကင်းဝေးပြီးအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ